မြန်မာနိုင်ငံရဲ့ကြီးလက်တော်ရွာတွေမှာညတကောင်းရန်ဆိုတာဟာချိန်တိုင်းတစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒါဟာလူနဲ့မမြင်အပ်သူတွေကြားကကလကပါတစ်ချက်ပါတိတ်ဆိတ်မှုဟာကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာပြီးအမောင်တို့ကလက်ဝက်ချက်တွေကိုဖောက်ထုတ်ပေးလို့ရှိပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဇလန်းကတော့နှမောင်နဲ့စိုးကြီးဆိုတဲ့တငယ်ချင်းနှစ်ယောက်အကြောင်းပါသူတို့ဟာယူသားကြိုးစားတဲ့တောသားတွေဖြစ်ပြီးရဘက်လက်ကွင်းတွေထဲမှာဖားရိုက်တာဖားကောက်တာလုပ်ကြပါတယ်ဒါဟာသူတို့ရဲ့စာဝတ်နေရည်အတွက် အဓိကအသင်မဝင်ကြောင်းတစ်ခုပါဟောက်ောက်တယ်ဆိုတာရိုးရိုးလို့မဟုတ်ပါဘူးချွတ်နုံလေးကြားထဲမှာအများကြီးသကောက်ပောင်ရိပ်တွေအောက်မှာသူတို့ရဲ့စိတ်နဲ့တက်တီကိုစမ်းသက်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူတို့ဟာဘယ်တော့မှမတွားရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ရွာရဲ့တောင်ဘက်ဆုံးမှာရှိတဲ့ဟောက်အော်ဂန်လေကွင်းမှာအဲ့ဒီလေကွင်းကကျင်းစာတက်နေတယ်လို့နာမည်ကြီးပြီးအဲ့ဒီနေရာကိုညဘက်တွားတဲ့သူတိုင်းထူးဆန်းတဲ့အရာတစ်ခုနဲ့ပြည့်ရလိမ့်ရှိတယ်လို့ဂျွာဂန်ကပြောကြပါတယ် အထူးသဖြင့်မျိုးလုံးကြီးကြီးနဲ့ဖားစည်းရဲ့အကြောင်းကိုပေါ့တညမှာတော့လမောင်နဲ့စိုးကြီးတို့ဟာသူတို့ရထားတဲ့ဖားကောင်ကြီးကနဲပါနေတာကြောင့်စိတ်မချမ်းမသာဖြစ်နေကြတယ်စိုးကြီးကဒီနေ့ဖားကတော်တော်ရှားနေပြီဖားအောက်ကလက်ကွင်းဘက်ကိုတွားရအောင်ကွာအဲ့ဒီမှာဖားတွေများတယ်လို့ကြားတယ်အဲ့ကောင်လမောင်မတော်နဲ့အဲ့ဒီနာကကျင်းစာတက်နေတာမင်းလည်းသိရတဲ့အဲ့ဒါနဲ့ဒွါသားတွေပြောတာမေ့နေပြီလားအဲ့ဒီမှာဖားတည်းရရှိတယ်ကွာအပေါ်ဒီကွာမတို့ကဘာမှမဟုတ်တာမလို့ရင် ။ဒေသေးရဲကလာချောက်မှလဲ။စင်းရဲတာကမှပိုကြောက်ဆရာကောင်းလဲ။ရင်းနေဖားမရရင်မနှက်ခင်ခမင်းငတ်ပြီးကွာ။တွားမယ်ကွာ။နောက်ဆုံးမှာတော့လက်မောင်ရဲ့အတင်းကျတိုက်တွန်းမှုကြောင့်စိုးကြီးလက်လိုက်ပါခဲ့ရတယ်။ညတကောင်ရန်ဓာပိညာရဲ့မောင်ရိပ်အောက်မှာသူတို့နှစ်ယောက်ဟာမိရင်လေးတွေကင်ပြီးတော့ရာပင်ကလေခွင်းစီကိုရှောက်လာခဲ့ကြတယ်။ဟာအော်ဂန်လေခွင်းကိုရောက်တော့တိတ်ဆိတ်လို့လို့ဖားအော်တန်တစ်ချက်တောင်မကြားရဘူး။ပုံမှန်လေခွင်းတွေရဲ့စူညံတန်းနဲ့လုံးဝမတူဘူး။ လေကလည်းအေးဆက်ဆက်နဲ့တိုက်ခတ်နေသည်ရှွန်းတော်အနံ့တွေထက်ထူးဆန်းတဲ့အနံ့စိုးတစ်မျိုးကိုလေထဲမှာရနေတယ်သူတို့နေရာကိုလက်ကန်းသိမ်းရုပ်ပေးမှာတိတ်တိတ်ဆိတ်ဆိတ်စတင်ဖောက်ကောက်ကြတယ်ခဏကြာတော့ဓာမီအောင်အောက်မှာပုံမှန်တဲ့အစမတန်ကြီးမားတဲ့ဟာကြီးတကောင်ကိုတွေးလိုက်ရတယ်ဟာကြီးကအတန်တိတ်နေပြီသူတို့ကိုစိုက်ကြည့်နေတယ်လို့ပဲနှမဟာပိုက်ခုံကိုကန်ပြီးတော့ဟာကြီးကိုဖမ်းဖို့ပြင်လိုက်တယ်ဟမ်းမီလူနင်းနေအချိန်မှာပဲဟာကြီးဟာရုတ်တရက်လျှင်မြန်စွာရှုံလုံလေးတွေကိုကပ်ဝဲသွားခဲ့တယ် ။နှမောင်တို့ရင်ထဲမှာမကောင်းတဲ့ခံစားချက်တခုစတင်ဝင်ရောက်လာပါတော့တယ်။ဒီနေရာဒီအချိန်နေတခုခုမှားယွင်းနေပြီ။သူတို့လေကွင်းရဲ့အလယ်နားကိုရောက်လာခဲ့တယ်။ရုပ်ရည်ဓမီအောင်မမီနိုင်တဲ့မောင်ရိပ်သေးကနေဂျေလောက်ခတ်တယ်လို့အတန်တခုကိုကြားလိုက်ရတယ်။အတန်ကသူတို့စီကိုတဖြည်းဖြည်းနီးလာတယ်။နှမောင်ငါတို့ပြန်သိမိထင်တယ်။ဒီမှာငါတို့နှစ်ယောက်တည်းမဟုတ်ဘူး။သူကြီးတက်သည့်ရှိစမ်းပါကွာ။မင်းစိတ်ထင်းနေတာပါ။ဒါကဖားကြီးပဲဖြစ်လိမ့်မယ်။ ီလောက်ကြည့်တဲ့ဖားမျိုးကမမြင်မှုသေးဘူးနှောင်းမောင်ကဓမီကိုအဲ့ဒီဘက်စီကိုလှည့်လိုက်တဲ့အခါပုံမှန်ဖားမဟုတ်ပဲအရေးမဲကြီးတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီအရေးကမြေပြင်ပေါ်မှာဖားတစ်ကောင်လုံးကုန်းကုန်းကွားကွားနဲ့ယက်နေတယ်သူ့ရဲ့အရက်ကလူတရက်နှီးပါရှိတယ်အရေးမဲကြီးကရုတ်တရက်မတ်တဲ့ထားယက်လိုက်ပြီနှောင်းမောင်တို့ကိုလန့်ကြည့်လိုက်တယ်အဲ့ဒီမြင်ကွင်းကကြောက်စရာကောင်းလုံးလို့နှောင်းမောင်တို့ရဲ့အာယုံကြောက်တွေရက်တန့်သွားတယ်လို့ရယ်အဲ့ဒီအရေးရဲ့မျက်လုံးတွေဟာအကန်လုံးလောက်နှီးပါကြီးမားပြီး စိတ်မြမြအယောင်နဲ့သူတို့ကိုတေချာစိုက်ကြည့်နေတယ်။ဒါဟာသူတို့ကြောက်ဘူးခဲ့တဲ့ညလုံးကြီးကြီးနဲ့ဖာတရဲပါပဲ။သူတို့အသက်ရှူဖို့တော့မေ့သွားတဲ့အချိန်မှာဖာတရဲရဲ့ဗဇက်ကြီးကဟာသွားပြီ။မြည်ရက်နေတဲ့ရှာရှည်ကြီးတစ်ချောင်းဟာဝေးတကောင်လုံးရစ်ပတ်ပြီးတော့သူတို့စီကိုလျင်မြန်စွာထိုးထွက်လာခဲ့တယ်။သူတို့နှစ်ယောက်ဟာပလန်းကြီးပြုတ်ကြပြီးချုံလုံးနေတဲ့မှာခြေချော်လက်ချော်နဲ့အသက်လူထွက်ပြေးကြပါတော့တဲ့။ဖာတရဲရဲ့ရှာဟာသူတို့ရဲ့နောက်ကျောက်ကိုလိုက်ကန်နေတယ်လို့ပဲ။ လေခွင်းဟာရုတ်တရက်ပို့ပြီးတော့ကျဲပြက်လာတယ်လို့ပဲသူတို့ဘယ်ရက်ကိုပြေးနေတယ်လဲဆိုတာမသိတော့ဟာတဲ့ကသူတို့ရဲ့အနောက်မှာပဲရှိနေတော့တရက်ရဲ့ကြီးမားတဲ့မျိုးလုံးတွေကအမောင်ထဲမှာစိမ့်ကြရောင်းနဲ့လင်းလက်နေပြီးမောင်ရိပ်ထဲကနေရုတ်ရက်ရွှေလျားလာတိုင်းသူတို့ကြောင်းလန့်နေကြရှောင်းသိမ့်နေကြတယ်မရတော့ဘူးလားမောင်ငါချက်တော့ကြောက်ခဲနဲ့ထိမိသွားပြီစိုးကြီးက ရှွံ့နုံထဲမှာဒူးတောက်လဲကြသွားတယ်ဟာတဲ့ရဲ့ရှာစိုးကြီးရဲ့ကောင်းမဟုတ်ကိုရောက်လုံနေနေဖြစ်သွားတယ် ။လှမောင်လည်းသူ့ရဲ့တငငချင်းကိုမဆွတ်လွတ်နိုင်တဲ့အတွက်ဖားရိုက်တဲ့ဒုတ်ကိုဆွဲထုတ်လိုက်တယ်။သူဟာနောက်ကိုလှည့်ပြီးတော့တရဲရဲ့ရှားကိုတုံးနဲ့ရိုက်ချလိုက်တယ်။ဖားတရဲစီကလူနဲ့ဖားရောနေတဲ့အတန်မျိုးအော်ခစ်လိုက်ပြီးတော့နောက်ကိုဆုတ်သွားတယ်။တရဲရဲ့ရှားကိုတိုက်ခတ်မိတဲ့ဒုတ်ချောင်းထိပ်မှပုတ်ခွဲအအစင်းရောင်အရေတွေကဆွဲကန်နေ။လှမောင်နဲ့ဆိုးကြီးဟာမနာပဲဆက်ပြေးကြတယ်။သူတို့ကရွာကိုပြန်တဲ့လမ်းကိုရှာမတွေ့ကြဘူး။လက်ခွင်းလေးကတန်းသင်းရိုးတွေကပုံစံပြောင်းနေတယ်လို့ပဲ ူတို့ဟာတရက်ရက်ထောင်ယောက်ထဲမှာပြိမိနေတာကိုသိလိုက်ရတယ်။ဒီအချိန်မှာလမောင်ဟာရှွန့်လွန်တဲ့ကလူရုပ်စုတစ်ခုကိုမတော်တဆထိမိလိုက်တယ်။ရုပ်စုဟာညစ်ပတ်နေပြီးတော့သူ့လက်ထက်မှာဖားကောက်တဲ့ပိုက်ကွန်ဟောင်းတစ်ခုကိုကင်ထားတယ်။စိုးကြီးဒီညမှာငါတို့လူဖားလာကောက်တဲ့လူတွေအရင်ကလည်းရှိခဲ့ဘူးလေ။သူတို့လည်းမလွတ်မြောက်ခဲ့ဘူး။ဖားတရက်ဟာသူတို့ရဲ့ရှေ့တဲ့ကနေရုပ်ရည်ပေါ်လာပြန်ပြီ။ဒီတစ်ခါတော့တရက်ရဲ့မျက်လုံးတွေကပုံပြီးတော့ပြူးကျယ်နေပြီ။မျက်လုံးထဲမှာကြောက်လန့်တဲ့ကြောင်အော်ဟစ်နေတဲ့လူတယောက်ရဲ့ပုံရိပ်ကိုမြင်နေရတယ်လို့ပဲ။ ဟာတဲ့ဟာသူတို့စီကိုနောက်ဆုံးအချိန်တိုက်ခိုက်ဖို့အတွက်ခုံချလိုက်တယ်။နောက်မောင်နဲ့ဆိုးကြီးဟာအတူတူပိုက်ကုံနဲ့ဒုတ်တွေကိုကင်မြောက်လိုက်ပြီးအာကုံအော်ဟီရင်တိုက်ခိုက်လိုက်တယ်။ဟာတဲ့ကသူတို့ရဲ့ပိုက်ကုံကိုရှောင်တိတ်ပြီးတော့လေခွင်းလေးကအလွန်နှဆိုင်တဲ့ရံကြီးတဲ့ကိုခုံဆင်းပြီးတော့ပျောက်ကွယ်သွားခဲ့တယ်။ဟာတဲ့ပျောက်ကွယ်သွားပြီးတဲ့နောက်မှာလေခွင်းရဲ့တိတ်ဆိတ်မှုဟာပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ဟာအော်တန်တွေလည်းပြန်လဲစူညံလာခဲ့တယ်။နောက်မောင်နဲ့ဆိုးကြီးတို့ဟာအသက်မသေးပဲရှုံလွန်တွေနဲ့ဖုံးလန်းနေတဲ့လေခွင်းလေးကနေအသက်လွတ်ပြီးတော့ထွက်ပြေးနိုင်ခဲ့ကြတယ်။ သူတို့ရွာကိုပြန်ရောက်လာပြီးတဲ့နောက်မှာဘယ်သူကမှဒီအကြောင်းရဲ့အသေးစိတ်ကိုမပြောပြရဲခဲ့ဘူးအဲ့ဒီညကဖြစ်ရပြီးတဲ့နောက်နှမောင်နဲ့စိုးကြီးတို့ဟာဖားကောက်တဲ့လုပ်ကိုလုံးဝဆွတ်လုခဲကြပါတယ်သူတို့ဟာတခြားလုပ်တွေကိုရှာဖွေလောက်ကင်ခဲ့ကြတယ်သူတို့ရဲ့ဘဝဟာဆင်းရဲဒုက္ခမှန်သမျှထက်ဖားသေးကိုပို့ပြီးတော့ကြောက်ရွံ့သွားခဲ့ကြတယ်တနေ့တော့နှမောင်နဲ့စိုးကြီးတို့ဟာရာဖုန်းကြီးကြောင့်မှအလူလုပ်ဖို့ရောက်နေလို့ဖုန်းကြီးရဲ့တရားဝဲတစ်ခုကိုနာကြားခဲ့ရတယ်ဒကာဒကာမတို့တတ္တဝါတွေအပေါ်မှာမြင့်တာထားပါ စောက်သုံးဖို့အတွက်မခစ်မနေအသက်သက်ရရင်တော့မတရားတက်ဖြတ်ခြင်းကိုရှောင်ခြင်းမှာအထူးသဖြင့်မလိုအပ်တဲ့များပြားစွာတက်ဖြတ်ခြင်းတောက်ကောင်ရဲ့ဘဝကိုမထီမဲ့မြင်ပြုခြင်းဟာနောက်တန်းတရားမှာကိုပြုတဲ့ကံတိုင်းပြန်လည်ခံစားရတတ်တယ်။ဒီစကားကိုကြားတော့လမောင်တို့နှစ်ယောက်စလုံးစိတ်သိမ်းမွေးခြင်းထားသွားခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့ဟာအဲ့ဒီဖားသေးရဲ့အကြောင်းရင်းကိုသိခဲ့ရလို့ပါပဲ။အဲ့ဒီဖားအကန်လေခွင့်ဟာလုံခဲ့တဲ့နှစ်ပေါင်းများစွာကအားရီကိုလောဘကြီးစွာမတရားတက်ဖြတ်ခဲ့တဲ့စီဝါရေးသမားတို့ရဲ့နေမည်ဖြစ်ခဲ့ပါတော့။ အဲ့ဒီလူဟာဖားတွေကိုအစမတန်တက်ဖြတ်ပြီးနောက်ဆုံးမှာထူးဆန်းစွာနဲ့ပဲရင်းနှစ်တေဆုံးခဲ့ရတယ်။သူဟာတေဆုံးသွားခဲ့ပေမဲ့သူ့ရဲ့အပြစ်ဒဏ်ကသူ့ကိုဖားသီးရဲ့ဖြစ်အတင်ပြောင်းစေပြီးတော့သူ့ရဲ့လောဘကိုတင်ကန်းစာပေးခဲ့ပါတယ်။သူတို့ဖားသီးရဲ့စီကလွတ်မြောက်ခဲ့တာကလုံးနဲ့ရိုင်းပြီလို့မဟုတ်ဘူး။ဖားတွေပေါ်ထားတဲ့သူ့ရဲ့မတရားတက်ဖြတ်လို့စိတ်ကိုဆွန့်လွတ်လိုက်လို့လွတ်မြောက်ခဲ့တာပါ။သူများအသက်ကိုမတက်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်သူ့ရဲ့ကံကြမ္မာကပြောင်းလဲသွားခဲ့တာပါ။ တဘာဝလုံးထိလက်အံ့ဝယ်ရာတွေကကျွန်တော်တို့ရဲ့အပြင်ဘက်မှာရှိနေတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လောရက်တွေလောဘတွေနဲ့မတရားမှုတွေကခံတီးလိုက်တဲ့ကံတရားရဲ့အရေးတစ်ခုသာဖြစ်ပါတယ်